အားလုံးပဲပါကျွန်တော်ဒရာမျိုးကိုဖြစ်ပါတယ်အာအဲ့လိုဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်ကအဓိကတော့အတွင်းရဲ့အချိန်မှာပါเนาะဟိုဒီတော့အတွင်းရဲ့ကိစ္စတွေကိုပို့ချသွားစေနိုင်တဲ့ကိစ္စလေးကိုကျွန်တော်ပြသဖြစ်ပါတယ်အဲ့လိုဆိုတော့ပထမတစ်ခုကတော့ပါလဲဆိုတော့အဲအဓိကတော့အတုံးခဏခဏပြုတ်တာပေါ့နော်တချို့ကြတော့လေဒီအစားတောက်အကြောင်းပြုတ်တာရှိတယ်တချို့ကြတော့လေအဲတချို့ကြတော့လေဒီ သွားတွေအရန်ထက်တော့လေနေရမျိုးတို့သွားတွေပါလေနေရဆောင်းနေရမျိုးဆိုရင်လည်းအတုံးပြုတ်တက်တယ်ပြီးတော့ဝိုင်းရတွေကိုအရန်ကြီးသွားတယ်ဆိုရင်လည်းအတုံးပြုတ်တယ်အဲ့လိုမျိုးအတုံးပြုတ်တာအများကြီးလို့ဆိုရင်ခုနကသွားညည့်ရဲ့ကာလာပူကြတက်တယ်နောက်တစ်ခါကျတော့အဲသစားတော့ပေါ့နော်သစားတော့အနေထိုင်ကယူမဆိုင်ဘူးအဲခုနမားရဲ့အစားစားရဲ့တအားစားရဲ့ဆိုရင်လည်းကျွန်တော်တို့အဲဒီ အတုံးပြုတ်အဲအတုံးပြုတ်တာပေါ့နော်အတုံးပြုတ်အတုံးပြုတ်တာရဲ့ဆက်ဆက်နေတဲ့ကိစ္စကအစားတော့ပေါ့နော်အစားတော့ lifestyle မပြောင်းဘူးဆိုရင်လည်းသူကသွားညိတာအကျိုးမရှိတော့ပေါ့နောက်တစ်ခုကကျတော့ habit ပေါ့နော်တချို့တွေကျတော့ကျွန်တော်လူနာတွေရဲ့မှာ လူနာပေါင်းရာချီတဲ့ခင်မှာအဲတချို့စေကနန်းလောက်ပေါ့နော်တချို့ကဘယ်လိုဖြစ်လဲဆိုကွန်စားတယ် ခုံးစားတာဖြစ်တယ်ဆိုတော့ဒီခုံးအတုံးနေရချားရမှာဒီခုံးချိုးတွေပိတ်တယ်ပိတ်တော့ဒီ subpagation bracket တွေဆိုတော့တကောင်းဖင်းလို့မရတော့ပျက်စီးသွားတာရှိတယ်အဲ့လိုမျိုးတွေမှာဆိုရင်လည်းကျွန်တော်တို့အခက်အခဲဖြစ်တယ်ပြီးတော့ကွန်သီးတွေပါရင်ဝါမီးရယ်ဆိုရင်လည်းအတုံးပြုတ်တယ်အဲ့ဒါကြောင့်မို့ခုံးစားတဲ့လူတွေမှာဆိုတော့တွားနှိရတာအလွန်ခက်ခဲပါတယ်ဟိုနောက်ဆုံးကျွန်တော်တို့ဆက်လုပ်လို့မရတဲ့အနေအထားအထိအောင်ဖြစ်သွားကြတယ်ပေါ့နော်ဒါကတော့ခုံးစားနဲ့ပတ်သက်ပြီးတော့အဲ့လိုဆိုတော့ ကျွန်တော်ဒါကြောင့်လို့ကျွန်တော်သွားစားညိတော့မယ်ဆိုကိုကလုံးဝစိတ်ဆုံးဖြတ်တော့ဘူး။ငါဒီအစားတောင်းနေတိုင်းတော်တော်လေးစင်ချင်မှသာရင်ကိုလိုချင်တဲ့ဒီဟို reset တစ်ခုကိုတစ်နှစ်တစ်နှစ်ခွဲအတွင်းမှာရရှိနိုင်မှာဖြစ်တယ်။နောက်တစ်ပတ်ကျတော့ပါလဲဆိုတော့တော်တော်များများဟိုအထင်အထင်ဟိုအထင်မှားတဲ့ဟာမျိုးပေါ့နော်။ဘယ်လိုမျိုးလဲဆိုတော့ဒီစောစောဟိုခဏလောက်နဲ့မြင်မြန်ပြီးအောင်လုပ်ချင်တာတော့ဟိုမြင်မြန်ဟိုညီအောင်လုပ်ချင်တာမျိုးပေါ့နော်။မြင်မြန်လုပ်ချင်တဲ့ဟာမျိုးတွေဆိုရင်ဒီ ဟိုမဖြစ်နိုင်ဘူးဗောနော။ဟိုတချို့ကသွားအားထက်တယ်။သွားမီနီညာမှုအရန်များတဲ့ဟာကိုချင်းအတူတွဲနေမပြီးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သွားကိုဒီ alignment လုပ်တယ်ဗောအမြင့်လေးတက်အောင်လုပ်ဖို့တော့အနည်းဆုံး၉လကြာတဲ့အတွက်ကြောင့်လုံးဝသွားကြီးကုသမှုကြီးအစအနေအဆုံးထိပြီးသွားဖို့ဆိုတော့ခုနလားရှစ်လားလောက်နဲ့ဒီလုံးဝမပြီးဘူးဘယ်သူမှမပြီးဘူးအဲ့လိုမျိုးအခြေဆိုဘာကြောင့်လဲဆိုတော့ first stage မှာပဲ initial alignment တစ်ခုအတွက်ပဲ ိုးလာတော့ပြရတဲ့အတွက်ကြောင့်ပေါ့နော်အနည်းဆုံးတစ်နှစ်ခွဲလောက်ကယူဖို့ရတစ်နှစ်ခွဲကနေနှစ်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 ခွဲလောက်ထိအားယူဖို့ယူရတဲ့အချိန်ဖြစ်ပါတယ်ကိုယ့်ရဲ့သွားမညင်ညာဘူးအနည်းများပေါ့ဒါကြောင့်မလို့ကိုကနိုင်ငံခြားသွားတော့မှာတော့ကိုကအနည်းပြန်တော့မှာတော့အဲ့လိုမျိုးအချိန်မရဘူးဆိုရင်သွားမညင်သေးတာကိုတင်တော့ပါတယ်နောက်တစ်ခါကျတော့ဟိုမေးအမေးများရမေးခွန်းတစ်ခုပေါ့နော်ကျွန်တော်အသွားအဆွတ်ဆွတ်ထားရင်သွားညှိလို့ရတာတော့ အဲတွားအကျောထုတ်ထားရင်တွားညင်းလို့ရလားတော့အဲ့လိုမျိုးမိတယ်ပေါ့နော်အဲ့လိုဆိုတော့ဟိုဖြစ်နှစ်ပိုင်းခွဲဖြေရမယ်ဆိုရင်ကျွန်တော်မတော်ဖာထားရတော့ပါလို့ဆိုရင်အတုံးကတ်လို့ရတဲ့အနေထားဆိုရင်တော့ဖိတွားရွှေ့ရွှေ့လို့ရတယ်ပေါ့နော်အဆွတ်ဆွတ်ထားတာကြတော့တွားတစ်ချောင်းနဲ့အဆွတ်ဆွတ်ဆွတ်ထားရဲ crown လို့မျိုးဆွတ်ထားရဲဆိုရင်တော့ရွှေ့လို့ရပါတယ် bridge တို့ပါလို့ဆိုရင်ကြတော့အတွဲလိုက်ဆွတ်ထားရဲဆိုရင်တော့ဟိုတစ်ချောင်းနဲ့ဖြစ်အောင်လုပ်ပြီးတော့ကိုလိုအပ်တယ်ဆိုရင်တော့လိုအပ်တဲ့တွားအောင်လိုအပ်တဲ့နေရာရှိတော့နောက်ဆုံး လုံလုံပြတ်ပါတယ်။ဒါအဆွတ်ဆွတ်တာနဲ့ပတ်သက်ပြီးတော့ဖြစ်ပြရမှာနော်။အဲအဲ့လိုဆိုတော့အဲနောက်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီသွားဟိုအညည့်ရဲ့အချိန်ညရယ်ပေါ့နော်။ဟို brace down တစ်ခုကကြအထင်မှားတာကကြတော့ကျွန်တော်တို့ဒီလာဆင်လာတိုင်းပေါ့နော်။ wire လဲရမှာလားပေါ့နော်။လာဆင်တိုင်းတချို့ဆိုမကြိုက်ကြဘူးပေါ့။ကျွန်တော်တို့ကဒီ wire ပဲနောက်လာလေဒီ wire ပဲတော့နေ။အဲ့လိုဆိုတော့အဲ့ဒါတကယ်တမ်းကျတော့ဒီ ဟိုကျွန်တော်တို့ကဒီဝါယာကဒီတလထပ်ထားမှာမဟုတ်လို့ဆရာမင်းကတုံးတာဖြစ်ပါတယ်အဲ့လို့ဆိုတော့နိုင်ဝါယာလေးဆရာမလို့ဒီဝါယာချိုးကိုသူကအနည်းဆုံးတော့အချိုးတွေဆို10ဘတ်လောက်ထားတယ်10ဘတ်ဆိုတာ3လ3လ10ဘတ်ဆိုတာ2လကျော်တယ်ပေါ့နော်2လလောက်ကျော်တယ်10ဘတ်လောက်ထိထားလို့ရတယ်ပေါ့နော်တချို့ဝါယာတွေဆိုရင်အဲ့ဒါကြောင့်မလို့ဟိုလာတိုင်းဝါယာမလဲချင်ပါဘူးပေါ့နော်တချို့ကဝါယာလဲပြီးလိုက်မှအာတိတာဖြစ်သွားကြတယ်ဒီမြန်မာနိုင်ငံက ဟိုဘယ်လိုအခြေတစ်ခုရှိရပါတော့ကျွန်တော်တို့ဘယ်လိုဆိုအမြဲတမ်းလဲဆရာမလို့ပါအမှန်ဒီဝါယာကျိုးကထက်ထားပြီးထက်ရွှေ့ဖို့လိုသေးရဆိုရင်တော့ကျွန်တော်တို့ဆက်လက်အသုံးပြုလို့ရပါတယ်အဲ့လိုဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်ဒီသွားနေရတဲ့ပတ်သက်တဲ့ဒီအဲလိုအပ်ချက်လေးအတွေးခေါ်မာယွန်းနဲ့တွေးခေါ်လေးကိုနည်းနည်းလေးပြောပြထားဖြစ်ပါတယ်တခြားမင်းချင်တဲ့မင်း